မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချာအတွက်တက်ကဖမျက်နာ80နှစ်မှာရှိရဲ့ဒီအခန်းငါးတဲကငါးတက်မှာနှစ်ကအခရာကိန်းန်းဆိုင်ရာအခြေခံအချက်လက်များပဲဖြစ်ပါတယ် အခေယာဂိမ်းတို့ဖြစ်ဂိမ်းများကိုစားပြုဖော်ပြခြင်းကြောင့်ရရှိလာသောအခေယာဂိမ်းတန်းများကိုတွေ့ယူရာတွင်ဂိမ်းဆိုင်ရာလုံခြုံများဖြစ်သည့်ပေါင်ချင်းနှုတ်ချင်းမြောက်ချင်းစားချင်းနှင့်ပတ်သက်သောစည်းမျဉ်းများကုန်တက်သည့်များလိုက်နာရမည်ဖြစ်သည်ဒီတစ်ခါဆရာမတို့ရှိမှအခေယာဂိမ်းတွေကိုလည်လာခဲ့ပြီးပြီအဲ့ဒီအခေယာဂိမ်းတွေနဲ့ဆိုင်နဲ့အခြေခံအချက်လက်တွေအားဘာတွေလဲဆိုရင်သူတို့တွေရဲ့လှုပ်ထုံအဲ့ဒီ အခရာကိန်းနဲ့နေကိုတွက်ဖို့အတွက်ဆိုရင်ဆရာမတို့တို့ပေါင်းမယ်နှုတ်မယ်မြောက်မယ်စားမယ်ဒါတွေနဲ့ပတ်သက်တဲ့စီးမြင်လေးဂုံတက်တီတွေကိုဒီမှာလေ့လာရမှာဖြစ်ပါတယ်။မြောက်ချင်းဆိုင်ရာဖလှယဂုံတက်တီအရာ5 multiply by a 5နဲ့ a နဲ့မြောက်ချင်းဟာ a multiply by 5ဒါတူတယ်။ အတူရင်းနှီးအဖြစ်5 multiplying by a နဲ့ a multiplying by 5d 5a ဆိုပြီးတော့မှအတူရေးလို့ရပါတယ်။ဟုတ်ပြီနော်5 multiplying by a ကလည်း 5a ဖြစ်ပြီးတော့ a multiplying by 5ကလည်း 5e ပဲဖြစ်ပါတယ်။နောက်တစ်ခုက၅ဒသမနဲ့ဒသမ1အစဝဲကိန်းမြောက်ဖော်ကိန်းနဲ့ထက်ကိန်း5 multiplying by a ဒီ 5a ဖြစ်တယ်။ဒီနေရာမှာဒီ5နဲ့ a နဲ့ဒီမြောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့5နဲ့ A တွေကစာခွဲဂိမ်းတွေဖြစ်တယ်သူတို့ 5A ဆိုတော့ဒီဂိမ်းတန်းကိုခွဲလို့ရတယ်5နဲ့ A နဲ့ဒီသူတို့ရဲ့စာခွဲဂိမ်းဒီနေရာမှာ5ကိုဂိမ်းကနန်းစာခွဲဂိမ်း numerical factor လို့ခေါ်တယ်ဟုတ်လား5ကိုဂိမ်းကနန်းစာခွဲဂိမ်း numerical factor A ကိုကြတော့အခေယာစာခွဲဂိမ်း literal factor လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ပြန်မှတ်ထားပါမယ်5ကြတော့ ကိငနဲ့စာွယ်ကိ numerical factor a ကကြတော့အခရာစာွယ်ကိ literal factor လို့ခေါ်ပါတယ်ထို့ပြင်5ကို a e မြောက်ဖို့ကိ coefficient လို့လည်းခေါ်ပါတယ်5ကိုကြတော့ a ရဲ့မြောက်ဖို့ကိ a ရဲ့ရှေ့မှာရှိနေတဲ့ a ရဲ့မြောက်ဖို့ကိ coefficient လို့ခေါ်ပဲဟုတ်ပြီနော်ဥပမာအနေနဲ့7 multiply by m equal to m multiply by 7ပြီးတော့မှာ 7m ဆိုပြရမယ်ဒါအတူရင်းနီး a multiply by 1 equal 1 multiply by a equal 1 a 1 a ဆိုတော့ a လို့ရေးလို့ရမယ်။ဟုတ်ပြီနော်။ဒါကိုဒီဘက်မှာပြန်ပြီးရှင်းပြထားမယ်။ ဟုတ်ပြီမြောက်ဖော်ကင်းဒီ1ဖြစ်လျင်တဲ့မြောက်ဖော်ကင်းက1ဖြစ်နေမယ်ဆိုရင်1ကိုထက်တွင်းဖော်ပြခြင်းမပြုဘဲခြံလက်ထားလေးရှိပါသည်တဲ့ခုနဥပမာမှာ a into 1 a နဲ့1နဲ့မြောက်ခြင်း a multiply by 1 the 1 multiply by a နဲ့2တဲ့သူတို့ရဲ့အတူရေးလိုက်လို့ရှိရင် 1a ဆိုပြီးတော့ရတယ်အဲ့တော့1ကိုခြံလက်ထားလို့ရပါတယ်ဆိုတော့ a လို့ရေးမယ်အဲ့တော့ဒီအခေယကိန်းတိုင်းမှာရှိမှသူရဲ့မြောက်ဖော်ကင်း coefficient လीး1ရှိမယ် ဟုတ်ပြီနော်အဲ့တော့အခေယဂိန်းတို့ဤထက်ဂိန်းများအမိတို့ဖော်ပြမိနီအခေယဂိန်းတို့ဤထက်ဂိန်း7ဆိုတာဒီ7 to the power 1 7 to the power 1 7 multiply by 7ခွန်အမြောက်ခွန်ခွန်နှခါမြောက်လို့ရှိရင်7 square 7 square ဟုတ်ပြီနော်7 multiply by 7 multiply by 7ခွန်ကို3ခါမြောက်လို့ရှင်ကြတော့ခွန်3ချက် ဟုတ်ပြီလားခွန်တုံးတက်7 to the power 3စသဖြင့်ပေါ်ပြနိုင်ကြောင်းသိခဲ့ပြီဖြစ်တယ်ဒါရှိကအခန်းဒီမှာလဲလေ့လာခဲ့ပြီးသားတွေပါအလားတူပင်အဲ့လိုပဲဆရာမတို့ဒီမှာအခေယာဂိမ်းတွေမှာလဲပဲ B အတွက်စဉ်းစားကြည့်ပါမယ် B ဆိုရင်ဒီဘောမှာ power မရှိဘူးဆိုရင်သူက1ရှိတယ် power တစ်ချက် B power 1နဲ့2ပဲ B multiplying by B B နှစ်ခုမြောက်လို့ရှိရင် B square B multiplying by B and multiplying by B ဆိုရင်လို့ရှိရင်နော် B သုံးခုမြောက်တဲ့အတွက်ကြောင့် B to the power 3 အဲ့လိုပဲဘီတွေကိုအချိန်အရေအတွက်အများကြီးမြောက်မယ် n ချိန်ထိမြောက်မယ်ဆိုလို့ရှိရင် b to the power n n ဆိုတာဒီဘယ်နှချိန်မြောက်မယ်ဆိုတာမသိဥမာ10ချိန်အတွက်ရှာလို့ရှိရင် b to the power 10ပဲလို့တခါတယ် n ဆိုတာသူ့ရဲ့အချိန်အရေအတွက်ကိုပြောတာဤသို့ဖော်ပြခြင်းကိုထက်ညွန်းပုံစံဖြင့်ဖော်ပြခြင်းကိုဆိုသည်ဒါရှေ့မှာလည်းသိခဲ့ပြီးသားအဲ့တော့ဒီနေရာမှာ b ဆိုတာဒီအခြေ n ကထက်ညွန်း n ကထညဒါဒီ check gain လို့ခေါ်မယ် gain တစ်ခုလုံးဒီ check gain b to the power n ပုံစံအတွက်တက်မှာ a က၄ခုမြောက်ထားတယ်ထညွန်းပုံစံအဖြစ်ရေးပါဆိုဆံမလို့သူ့ကိုထညွန်းပုံစံနဲ့ရေးပြီးမယ် a to the power a multiply မှာ a multiply မှာ a multiply မှာ a ဟုတ်ပြီ a ကို၄ခုမြောက်ထားတယ်ဆိုတော့ a to the power 4 a to the power 4ဟုတ်ပြီပုံစံအတွက်နှစ်မှာ 12ဒီမှာကျတော့အကုန်လုံးကိန်းနေရောထားတယ်12ဆိုရဲဒီမှာကိန်းငနန်းတစ်ခုရှိမယ်ပြီးတော့မှအခေယကိန်းလေးထဲမှာ A ရဲ့ B ရဲ့ C ရဲ့ရှိတယ်ဒါဆိုရင်ပထမအုပ်ဆုံးအနေနဲ့ဆရာမတို့ဘာလို့ပေးမလဲဆိုတော့ရှေ့ဆုံးမှာကိန်းငနန်းကိုထားမယ်ဟာပဲနော်ကိန်းငနန်းထားပြီးတော့မှ A ကိုတစ်ခုနှစ်ခုရှိတဲ့အတွက်ကြောင့် A တွေကိုအရင်ဆုံးတစုစုလိုက်မယ် B ကိုတစုစုလိုက်မယ် ကသုံးလုံးရှိတဲ့အတွက်ကြောင့်မလို့1နဲ့3တစုစုလိုက်မယ်။ C ကတစ်ခုလည်းရှိတဲ့အတွက်ကြောင့်တစ်ခုလည်းနှာမထားလိုက်မယ်။ A B C အခေယကိန်းအစဉ်အတိုင်းစီလိုက်မယ်။ဒါဆိုရင်12က12ရှိမယ်။ A ဒီနှစ်ခုမြောက်ထားတာဖြစ်လို့ A to the power 2 a square ပါเนาะပြီးလို့ရှိရင် b က1 2 3 3ခုဆိုတော့ b to the power 3 ပြီးတော့မှ c အဲ့တော့ c ဒီက multiplying တွေကိုဒီအမြောက်တွေကိုဖြုတ်ပြီးတော့မှ12 a to the power 2 b to the power 3 c ဆိုပြီးတော့မှရေးလို့ရပါမယ်။ မျိုးမတူသောအခေယာစာဝဲကိန်းများ၏မြောက်လက်တွင်မျိုးတူအခေယာစာဝဲကိန်းများကိုတစုစီဆွေ၍ထက်ညွန်းပုံစံဖြင့်ဖော်ပြနိုင်သည်။ဒါခုနဆရာမတို့က A ဆိုရင် A တွေကိုစုတယ်၊ B တွေကိုစုတယ်၊ C တွေကိုစုတယ်။အဲ့တော့ A B C ဒါမျိုးမတူတဲ့အခေယာစာဝဲကိန်းတွေဖြစ်တယ်ဟုတ်ပြီနော်။မျိုးမတူတဲ့အခေယာစာဝဲကိန်းတွေကိုမြောက်လက်တွေကိုဖော်ပြတဲ့အခါမှာမျိုးတူတာလေးတွေကိုတစုတစုစဉ်စီစုပြီးတော့မှထက်ညွန်းပုံစံနဲ့ဖော်ပြလို့ရတယ်။ဒါခုနဆရာမတို့တွက်လိုက်တဲ့ပုံစံတွက်ထဲကဟာကိုပြောပြထားတာဖြစ်ပါတယ်။ ငါးတက်သက်မှနှစ်တက်သက်မှနှစ်အခရာဂိမ်းတန်းများအခရာဂိမ်းပါသည်ဖော်ပြချက်မှာပေါင်းချင်းနှုတ်ချင်းလှုပ်ထုံးမပါသည်ဖော်ပြချက်ပေါင်းတာတွေနှုတ်လှုပ်တာတွေမပါသည်အဲ့မှာဘာတွေရှိလဲဆိုတော့ x 3y 5m uvw a to the power 3 b to the power 2 a to the power 3b square အဲ့တော့ခဝေးမှာပေါင်းချင်းဖြစ်စေနှုတ်ချင်းဖြစ်စေလှုပ်ထုံတစ်ခုပါတယ်ဖော်ပြချက်အဲ့တော့ဒီမှာ 3x 1ဒါနှုတ်ထားရယ် 3a 4b ပေါင်းမယ် 8n minus 3n နှုတ်မယ် 3x plus 5ပေါင်းမယ်10 minus n နှုတ်မယ်ဒါကကြတော့ပေါင်းချင်းနှုတ်ချင်းဆိုရဲလှုပ်ထုံးတစ်ခုခုပါတယ်ဖော်ပြချက်တည်းဖြစ်တယ်။ဂငယ်မှာပေါင်းချင်းနှုတ်ချင်းလှုပ်ထုံးများတစ်ချိန်မကပါတယ်ဒီမှာတစ်ချိန်တည်းပါတာဂငယ်မှာကတစ်ချိန်မကပါတဲ့ဟာတွေဟာ a plus b minus c ဥပမာအနေနဲ့ 4pq minus 4qr minus 4rs plus 4st ဒီမှာဆိုရင်အနှုတ်တွေအနှုတ်တွေအပေါင်းတွေ၃ခုတောင်မှပါတယ်ဟုတ်ပြီနော် အဲ့တော့ x + y - 2 5a square minus a plus 4ဒီလိုမျိုးဖော်ပြချက်တရားဗာလဲဆိုရင်ပေါင်းချင်းနှုတ်ချင်းလှုပ်ထုံးနေတဲ့ကတကြိမ်မကပါမယ်ဒီမှာကတော့တကြိမ်ပါတယ်ဒါကတော့ပေါင်းချင်းနှုတ်ချင်းလှုပ်ထုံးနေမပါတယ်ဖော်ပြချက်တည်းဟုတ်ပြီဒီထဲမှာမှာခခွေနဲ့ကငယ်ကဲတော့ဖော်ပြချက်တည်းကအခေယာဂိန်းတန်းနေဖြစ်ပါတယ်တဲ့အခေယာဂိန်းတန်းဒါဂိန်းတန်းကြီးနေနော်အဲ့ဒါကြောင့်မို့သူ့ဘာခေါ်လဲဆိုတော့အခေယာဂိန်းတန်းလို့ခေါ်ပါမယ်တဲ့ ပောင်းချင်းတို့မဟုတ်နှုတ်ချင်းလှုပ်ထုံးများတစ်ကြိမ်တို့မဟုတ်တစ်ကြိမ်ထက်ပို၍ပါရှိသော အခရာကိန်းများပါသည်ဟောပြချက်ကို အခရာကိန်းတန်းများဟုခေါ်ပါသည်ဒီမှာဒီခကွင်းတဲ့ခငယ်မှာပေးထားတဲ့ဥပမာတွေကအခရာကိန်းတန်းတွေဖြစ်ပါတယ်ဥပမာကကြီးမှာခိန်းကိန်း X နဲ့5ပေါင်းလက်ဤနှစ်ဆာ x နဲ့5ကိုပေါင်းမယ်ပေါင်းပြီးတော့မှပေါင်းလက် e နှစ်ဆဆိုတော့နှစ်ဆဆိုတာဒီမြောက်တာဒါကြောင့်မလို့ x နဲ့5ပေါင်းလက်အရင်ရေးလိုက်မယ်သူက x 5 x နဲ့5ပေါင်းလက် e နှစ်ဆနှစ်ဆဆိုတော့2ဒီမှာမြောက်မယ်မြောက်တယ်ဆိုတော့အညာလက္ခဏာထည့်စရာမလိုတပ်ခွင်းနဲ့ထည့်လိုက်လို့ရှင်ဒီမှာအမြောက်ပါပြီဒါ2 bracket of x 5နောက်တစ်ခါခါဝေး b နဲ့7တို့ဤပေါင်းလိုက်ဆိုတော့ b နဲ့7ကိုပေါင်းလိုက်မယ် b 7 တဝက်ဆိုတော့တဝက်ဆိုတာဒီနှစ်နဲ့စာတာဖြစ်လို့ B နဲ့7ဒိုပေါင်းလက်ဤတဝက်ဆိုတော့နှစ်နဲ့စာလိုက်မယ်။အဲ့တော့ဒီအတိုင်းထားလို့လည်းရတယ် B+7/2 ဆိုပြီးတော့အဲ့လိုမှမဟုတ်ဘဲနဲ့1/2ကိုထုတ်လိုက်မယ်။သူတို့ရဲ့တဝက်ဆိုတော့1/2နဲ့မြှောက်လိုက်ပြီးတော့မှ B+7 ဆိုတော့ဒီလိုရေးလို့လည်းရတယ်။အဲ့ဒါမှ1/2 bracket တော့ b+7 d ကို6ပုံတပုံမှနှုတ်တော့တဲ့အဲ့တော့ d ကို de 6ပုံတပုံမှ3နှုတ်လက ဒီရဲ့ကိုပုံတပုံကလည်း၃ဝန်လုံးမယ်ဆိုတော့ဟိုကမှဥပမာကိုဆက်ကြည့်မယ်85မှာဒီကိုကိုပုံပုံရင်တပုံဆိုတော့ d/9 ဆိုပြီးတော့ရေးလို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ d/9 ရေးရင်လည်းရတယ်ဒီလိုရေးရင်လည်းရတယ်အဲ့တော့ d into 1-9အဲ့တော့ဒီက1-9ဆိုတာကို shift ကိုပို့လိုက်ပြီးတော့မှ1-9 g ဆိုပြီးတော့မှအခေယာဂိန်းနေဒီလိုဂိန်းနေနေရေးတဲ့အခါမှာ shift ကဒီအရင်ဆုံးဂိန်းကနန်းလာမယ်ဂိန်းကနန်းပြီးမှပဲ အခရာဂိမ်းတွေလာတာဖြစ်လို့ဆရာမတို့ဒီဒီ into 1.9ကို 1.9d ဆိုပြီးရေးပါမယ် de 6ပုံတပုံမှာ3 note less ဆိုတော့3ကိုနှုတ်ပေးရအောင်မယ် 1.9d minus 3ဆိုပြီးရပါမယ်ဂါကြီးက te 80ဆက်80ဆဆိုတော့ e ဆိုတာဒီအမြောက်ရှေ့ကပြောခဲ့ပြီးသား80ဆဆိုတော့8နဲ့မြောက်တာ t multiply မှာ8ဒါ te 80ဆဆဆိုတော့80 te 80ဆနဲ့7 pound less ဆိုတော့80 plus 7 ။ညပြီနော်။အဲဆိုလေ့ကျင့်ခန်းကိုဆက်သွားပါမယ်။လေ့ကျင့်ခန်းကရတမနှစ်မှာအဘာတို့ကိုအတူရင်းနှစ်ဖြည့်ဖော်ပြပါ။အဘယ်စမှာတို့အတူရင်းနှီးနဲ့ရေးပါမယ် h into 12ဆိုတာကရှေ့မှာအရင်အဆုံးခင်ကနန်းလာမယ်ပြီးမှအခေရလာမယ် 12x k into 1d k c into c multiplying by d multiplying by t ဆိုလို့ရှိရင်တို့ကိုစမှာတို့ကအစင်လိုက်ရင်းမယ် c d d 5 multiplying by m multiplying by n အဲ့တော့သူ့ဆရာမတို့ကအတူရေးမယ် 5m n ဒါကတော့ p q r နောက်တစ်ခုကနံပါတ်2မှာကျတော့အဝါတို့ကိုအမြောက်လက္ခဏာများဖြင့်ရေးသားဖော်ပြပါဆိုတော့အဲ့ဒီလိုမျိုးအပေါ်မှာရေးထားတဲ့အရှိပုံစံနဲ့သူ့ကိုရေးပေးရမှာဖြစ်တယ်။ဟုတ်ပြီချင်အောင်သူ့ဆရာမတို့အရှိခွဲမယ်3 multiplying by p multiplying by q ဒါက17 multiplying by a multiplying by b multiplying by c 8 multiplying by r multiplying by s 10 multiplying by z multiplying by z 12 multiplying by y multiplying by y multiplying by y ဟုတ်ပြီလားဒါတော့အရှိရေးလိုက်အောင်မယ်နောက်တစ်ခုကကြတော့အောက်ပါတော့ထက်ညွန်ပုံစံဖြင့်ဖော်ပြပါ ဟုတ်ပြီအဲ့တော့ဒီမှာထက်ညွန်းပုံစံနဲ့ရေးမယ်ဒါကကြတော့ y to the power 4ဟုတ်ပြီနော် y က၄ခုမြောက်ထားတာဖြစ်လို့ y to the power 4ဟုတ်ပြီဒါကိုကြည့်အောင်ခဝေးမှာခဝေးကိုချက်ကြည့်အောင်ဒီမှာ b ရဲ့ a ရဲ့ c ရဲ့ b ဒီ a ဒီ c ဒီအခါကကိနေရမတူအဲ့ခါကျသူ့အစမတော့တူတာလေးတွေတစုစုလိုက်မယ်အရင်ဦးဆုံးကိန်းကနေအောင်ရှင်းလိုက်မယ်ဟုတ်ပြီနော်10ကလေးတို့ကဒီဘက်မှာညီမချင်းနဲ့ဒီဘက်မှာရေးပါဆရာမဒီအောက်မှာရှင်းပြပေးမယ်အဲ့တော့အရင်ဆုံး a က1ခု2ခု3ခုရှိရဆိုတော့သူ့ကိုတစုစုလိုက်မယ် ဒါ A A သုံးခုပြီးသွားလို့ရှိရင် B ကဒီမှာတစ်လုံးနှစ်လုံးသုံးလုံး B ရလဲသုံးလုံးဆိုတော့ B ကိုလည်းသုံးလုံးရေးမယ် B multiply by B multiply by B အဘ C ရတစ်ခုနှစ်ခုဆိုတော့ C နောက်ခုရှိလိုက်မယ်။အမေဒါဆိုလို့ရှိရင်သူ့ဆရာမတို့ကထက်ညံပုံစံနဲ့အရင်ရေးမယ် a to the power 3 multiply by b to the power 3 multiply by c to the power 2။အမေဒီတစ်ခါတော့ဒီကအမြောက်လက္ခဏာတွေကိုဖြုတ်လိုက်ပြီးတော့မှ then h to the power 3 b to the power 3 sorry c to the power 2ဆိုလဲရှိလိုက်မယ်ဟုတ်ပြီနော်ဟောမိခငယ်ရကြတော့လဲလွယ်လွယ်လေး 8e square ဆိုလဲရှိလိုက်အောင်မယ်ဟုတ်ပြီနော်ခါကြီးမှာ z dy နေကိုဆင်တော့ခွဲမယ်ဟောပြီတော့ဒီမှာတစ်ချက်ကြည့်အောင်ဒီမှာလဲပဲကိန်းကနန်းကိုအရှင်ရှင်းမယ်ပြီးတော့မှာ y z ဆိုတော့ y အရင်လာမှာမလို့ y ကိုဆက်မလို့ရှေ့ရနေရင်မယ် y ကနှစ်ခုဆိုတော့ y multiply by y multiply by z multiply by z ဟောပြီးတော့11 multiply by y to the power 2 y square ပြီးတော့မှ z square ဟောပြီးတို့ဆက်မလို့အမြောက်ဖြုတ်လိုက်မယ်11 y square z square ဟောပြီးနော် နောက်တစ်ခုနံပါတ်၄ရကြတော့အောက်ပါပုံတစ်ခုစီ area ကိုရှားပါအတိုင်းတာလို့စင်တီမီတာဖြစ်ပေါ်ပြသည်ဦးယူဆပါတယ်ဒါဆိုရင်ဆရာမတို့ကစင်တီမီတာဆိုပြီးတော့မှယူဆရမယ်ပေါ့နော်ဒါ x စင်တီမီတာ2စင်တီမီတာဒါမျိုးပေါ့အဲ့တော့သူကကြတော့ down mass sugar ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီပုံအတွက်က down mass sugar ဤ area လို့ရေးလိုက်မယ်ဒါမှန်စတူကဲ e area သူကကြတော့အလျားအမြောက်အနှံဖြစ်တဲ့အတွက်ကြောင့်မလို့2 multiply by x အဲ့တော့2နဲ့ x နဲ့မြောက်လိုက်တော့ 2x အဲ့တော့သူရဲ့ unit ဒီသူ့ကိုစင်တီမီတာလို့ယူဆပါလို့ပြောထားတဲ့အတွက်ကြောင့်မလို့2ရင်စင်တီမီတာဟုတ်ပြီနောက်တစ်ပုံကကြတော့ဒေါမန်စတူဂန်ဒါဒေါမန်စတူဂန်ပြီးသွားတော့နောက်တစ်ခုက2ရင်ဟုတ်ပြီနော် sorry တို့ကလည်း p နဲ့ q နဲ့ဆိုတော့ဒါကလည်းတောင်းမှ student ပဲဒီမှာကျမှာပဲ y ရယ် y ရယ်ပြီးထားတယ်2နေလို့ရှိရင်ဒါက student ဟုတ်ပြီနော်အဲ့တော့သူ့ကိုရှာလိုက်မယ်တောင်းမှ student e area ခုနအတိုင်းပဲရေးမယ်ဒါမှ student e area ကိုလိုချင်တော့သူပေးထားရသည်အလျာနဲ့အနံသည် p နဲ့ q ဆိုတော့ p multiply by q p နဲ့ q နဲ့မြှောက်လိုက်တော့ pq 2 cm ောက်တစ်ခုကကြတော့ why နေ why နေပေးထားတာဖြစ်တဲ့အတွက်ကြောင့်သူက student student in area မြန်ချင် why multiply by why why ရ why ရမြောက်တာဆိုတော့ why to the power 2 student centimeter နောက်တစ်ခုက our ောက်ဖော်ပြပါပုံအသေးသေးဤပက်လယ်အနာတို့ကိုရှာပါတဲ့အဲ့တော့ဆင်မတို့ဒီမှာပက်လယ်အနာတွေစပြီးတော့မှရှာမယ်သရိကံရဲ့ပက်လယ်အနာဆိုတော့ဒီ၃ခုပေါင်းလိုက်မယ်အဲ့တော့သူကတော့ x တွေ x တွေ x တွေကြီးပဲပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ x ၃ခုကိုပေါင်းလိုက်မယ်အဲ့တော့ဆင်မကြီးမှာစပြီးတော့ရေးမယ်သရိကံဤပက်လယ်အနာ အဲ့တော့သူကတော့ x x x ရော x တခု၃ခုပေါင်းခြင်းက 3x ကိုရတယ်။နားပြီနော်။နောက်တစ်ခုကကြတော့ဒါက y နဲ့ကြီးပဲပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူက student အဲ့တော့ student e ပလဲအနားဆိုပြီးတော့ရေးမယ်။ student e ပလဲနာသူကအကုန်လုံး y နဲ့ကြီးတဲ့ပေးထားတာဆိုတော့ y နဲ့ကိုပေါင်းလိုက်မယ်။ y လေးခုပေါင်းတော့ 4y နောက်တစ်ခုကကြတော့1 2 3 4 5 6အနားချောင်းမှာရှိတာဖြစ်တဲ့အတွက်ကြောင့်စက်ထကန်စက်ထကန်ရဲ့ပတ်လည်အနားသွားဇက်တွေပေးထားတာဆိုတော့ဇက်တွေ6ခုပေါင်းလိုက်မယ်3 4 5 6ဇက်6ခုပေါင်းလိုက်တော့6 set ဆိုပြီးတော့ရမယ်နော် လဲပါတယ်ဒါလေးတွေကဘာမှလည်းမခက်ပါဘူးနောက်တစ်ခုက XY နဲ့ပေးထားတယ်ဒါကကြတော့ Diamond Token ဟုတ်ပြီ Diamond Token မှာသူကအလျားတွေအကုန်လုံးမပေးထားဘူးသူက X ဆိုလို့ရှိရင်ဒီဘက်ကလည်းဒါ X ဖြစ်တယ်ဒီက Y ဆိုရင်ဒါလည်း Y ဖြစ်တယ်ဒါဆိုရင် X နှစ်ခု Y နှစ်ခုပေါင်းပေးရမယ်ဟုတ်ပြီနော်အဲ့တော့ Diamond Token ဤပလဲနာ Diamond Token ဤပလဲအနာ သူက x plus x plus y plus y ဟောဗျ x ကနှစ်ခုဆိုတော့ 2x plus y ကနှစ်ခုဆိုတော့ 2y ကြည့်အောင်နံပါတ်6မှာတန်တန်းကျိုးတစ်ချောင်းကိုအသုံးပြု၍ပုံတွင်ပြထားသည့်အတိုင်းအနားတစ်ဖက်လျှင်10စင်တီမီတာရှိသောအန်ဆာရုံးတစ်ခုပြုလုပ်ထားသည်တဲ့အဲ့တော့ဟိုဘက်ကိုကြည့်အောင်အဲ့တော့တန်တန်းကျိုးတစ်ချောင်းကိုသုံးပြီးတော့မှဒီမှာဒီခုပါရုံလေးလုပ်ထားရပေါ့နော် ဲ့တော့သူ့ရဲ့စုစုပေါင်းလိုအပ်မိတန်တန်းကျိုးအရှိဒီဘယ်လောက်ပါလဲတဲ့အဲ့တော့ရှေ့မှာပေးထားတာဗာပေးထားလဲဆိုတော့အနားတစ်ဖက်ဒီ10စင်တီမီတာရှိတယ်လို့ပြောထားတာ အနားတစ်ဖက်ကို3စင်တီမီတာရှိတယ်ဆိုရင်ဒီမှာအနားတွေဘယ်လောက်ရှိနေလဲအဲ့ဒီလောက်ကိုသူကတန်နှန်းကျုအရှိလို့မှာပေါ့ဟုတ်ပြီနော်အဲ့ခါကျတော့ဒါကတနာ2နာ3နာ4နာ5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဆက်နှစ်နာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်နှစ်အမြောက်ဒီလို့မြောက်လိုက်လို့ရှိရင်ပို့လို့ခြင်းနဲ့စုစုပေါင်းလို့အမဲတန်နှန်းကျုအရှိက12ဒီဆိုမှရမယ်ဟုတ်ပြီနော် ဲ့တော့ကကြီးကစုစုပေါင်းလိုအပ်မီတန်နန်းကျူအရှိညီမြချင်းသူကကြတော့12ခုရှိတယ်ပြီးတော့မှအလျားက T ဆိုတော့ညီမြချင်း 12T ပြီးတော့သူကတခါတည်းပဲပုံမှာပေးထားတာက10 cm လို့ပေးထားလို့ဆရာမတို့ဒီမှာလည်းပဲ 12D cm ဆိုလို့ရေးပေးရမယ်။ဟုတ်ပြီနော် 12D cm အဆိုပါဒုပုံဤမျက်နှာပြင်တစ်ဖက်ဤဧရိယာကိုရှာပါတဲ့။ ဟုတ်ပဲအဲ့တော့ဆရာမကပြန်မတော်မပြတော့ပါဘူးဒုပုံရဲ့မျက်နှာပြင်တစ်ဖက်ရဲ့ area ဆိုတော့ area ဆိုတာအလျားအမြောင်အနံဖြစ်တယ်အလျားကလည်း D အနံကလည်း D ဆိုတော့ဒုပုံ E မျက်နှာပြင်တစ်ဖက် E area ညီမြချင်းကလေးတို့ရေးရမှာဒီဒုပုံ E မျက်နှာပြင်တစ်ဖက် E area ညီမြချင်းအလျားအမြောင်အနံဆိုတော့ D အမြောင် D ဆိုတော့ D square ရမယ် D square သူ့ရဲ့ unit ကကြတော့12 cm စတရင်စင်တီမီတာညပြီနော်မျက်နှာပြင်အားလုံးဤ area ကိုရှားပါမျက်နှာပြင်တစ်ဖက်ကဒီမျက်နှာပြင်တစ်ခုဒီ t square ဆိုရင်မျက်နှာပြင်ဒီ6ခုရှိတယ်ဒါဆရာမတို့သင်ချာနေမှာလေလေ့လာပြီးသားဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်မျက်နှာပြင်6ခုရှိရင်မျက်နှာပြင်အားလုံးဤ area ညီမျှချင်းမျက်နှာပြင်တစ်ခုက t square ဟုတ်တယ် t square သူ့ရဲ့ area t square ဒါဆိုရင်ခုမှရှိတာ6ခုဆိုတော့6 multiply by t square ဆိုတော့ 6d square သူရဲ့ unit ကလည်းစတုရန် centimeter ဆိုပြရမယ်စတုရန် centimeter ဒါပြီးတော့ဒါလွယ်လွယ်လေးမို့လို့ဆရာမကမရေးပြတော့ပါဘူးသူက ad ရပေးထားပေးတာ sorry အလျားပေးထားတဲ့ t ဆိုရင်ဒါ t ကိုပေါ်မူတည်ပြီးတော့မှတွက်လိုက်ရုံပဲဒါပြီးတော့ဒီတော့ဆရာမတို့ကြံနေတဲ့5အာဒီ5.3ပေါ့နော်ငါးရက်သမှ၃နောက်ဗီဒီယိုဒီမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်